အားလုံးပဲမင်္ဂလာပါတစားမုံလာတွေကိုတော့စနေပြီးဝင်ရောက်လာပါပြီပေါ့အဲ့တော့တစားမုံလာတွေမှာမွေးကြီးကံတဲ့ចောင်းတရားအနေနဲ့အကန့်အကောင်းဆုံးနေနိုင်နေရှိတယ်အဲ့ဒါတွေကအင်္ဂါသာသမီးတွေရဲ့ဗုဒ္ဓဟူးသာသမီးတွေရဲ့တောက်ကြသာသမီးတွေရဲ့ဒီသုံးနံဒီတစားမုံလာတလာလုံးမှာတိတိတာတာမွေးကြီးကံအကောင်းဆုံးလို့ပြောလို့ရတယ်ဗျာဘယ်လိုမျိုးလဲဆိုတော့အရင်တုန်းကမွေးကြီးကံတွေနဲ့ပတ်သက်ပြီးတော့ညံဖြစ်နေတဲ့အဲ့ဒီသုံးနေတဲ့သားတွေကဒီလာထဲမှာတိတတာကိုပတ်စံနေတိုးပွားလာမယ်ပတ်စံနေအမြောင်များဝင်လာမယ် အကျွေးဆက်ဖို့ဆိုပြီးရွယ်တဲ့သူတွေအနေနဲ့လည်းအကျွေးဆက်နိုင်မဲ့အခွင့်အရေးကောင်းတွေရလဒ်ကောင်းတွေကြုံလာမယ်ပြောချင်တာတော့ငွေရပေါက်ရလဒ်နဲ့တိတိတတတိုးပွားလာမယ်တိုးတက်လာမယ်နောက်ပြီးတော့ငွေချေးကိစ္စကြောင့်စိတ်ဆင်းရဲနေရတဲ့သောကရောက်နေရတဲ့ဒီသူတွေကတုံးနဲ့တည်းမှာပါနေရဆိုတိတိတတကြီးတိုးတက်လာမယ်အောင်မြင်လာမယ်အစီအမြင်လာမယ်ပဒနာရဘလို့ခေါ်လဲဆိုတော့ဒီလာထဲမှာတစားဝနာထဲမှာဒီသုံးနံဒီတိတိတတမွေမွေကန်ကောင်းတယ်အဲ့လိုမွေကန်ကောင်းတဲ့အတွက်ကြောင့်မလို့ เนาะဒီများများလိုချင်တယ်ဆိုရင်တော့ကိုကလူစရာရှိရလူကမ်းပေးရမယ်ပေးစရာရှိရပေးကမ်းရမယ်အလူကမ်းပုတ်ကူမိသည့်လူကမ်းပုတ်ကူအတိုင်းမဆိုပေးကမ်းဆောင်ကြရမယ်เนาะပြီးရဒုတိယအနေနဲ့လိုက်တာကကျတော့တနည်းခုနေနဲ့စနေပေါ့အဲ့တော့ဒီအနေနဲ့နှစ်ခုကကျတော့အဓိကတော့ပါလဲဆိုဒုတိယအနေနဲ့လိုက်တယ်ဆိုတဲ့အကြောင်းကကျတော့ဒီတော့မွေးကြီးတက်တဲနေရာလေးရှိတာဒီဒါလေးမှာတက်တာပါမယ်ဒါပေမဲ့ ကြီးမားသောငွေကြီးအခက်ခဲတွေကိန်းတော်ကိမပြောက်သေးဘူးဒါပေမဲ့အသက်ရှူပေါက်လေးတွေရလာတယ်ဆိုတော့ဒါနေတာတော့မပေးနိုင်မကန်းနိုင်အဆင်မပြေဘူးအရင်မွန်းချက်နေတဲ့တနေ့ခုနေနဲ့စနေနေ့ပါလာမယ်ဆိုရင်တော့ဒီတာထဲမှာတော့အသက်ရှူပေါက်လေးတွေ့ရလိမ့်မယ်ဆိုတော့လို့ခေါ်လဲဆိုတော့အသက်ရှူပေါက်လေးတွေ့ရမယ်ငွေရပေါက်ရာလန်းလေးတွေ့ရမယ်ကိုကအဲ့ဒီငွေရပေါက်ရာလန်းလေးကိုမတွေ့ဘူးမမြင်ဘူးဆိုရင်တော့ခံရလိမ့်မယ်အဲ့တော့ငွေရပေါက်ရာလန်းဒီများလာတာမို့လို့များလာတဲ့လူခဲမှာမို့လို့ကျွန်တော်ဒုတိယနေ့မှာထည့်ထားတယ်။ပေါ်နေလန်သုံးခုကကြတော့เนาะ မင်းနေတာမှာကိုယ်အဲ့လိုအော်တိုမက်တစ်လာပေးမဲ့သူတွေအာလောက်ကိုဗျာနင့်ကန်နေအောင်ခိုင်းမဲ့ຢာတွေပေါ်လာတတ်တာမျိုးအဲ့တော့တတိယကံကောင်းဆုံးနေရာမှာရှိနေရကြတော့ပါလဲဆိုတော့ကျွန်တော်တို့တနေနာနဲ့ကြတာပဲဒီနေရာမှာတတိယကံကောင်းဆုံးလို့ပြောရခြင်းကြောင့်ကံညံ့နေရလို့မဆိုလို့ဘူးတော့တနေနာနဲ့ကြတာပဲကြတော့ဘာလို့တတိယနေရာမရောက်နေရလဲဆိုတော့လို့ကကြတော့ပတ်စံဝင်လာမဟုတ်ဝင်နေဒါမဲ့ပုံမှန်မဟုတ်တော့ငွေတွေပုံမှန်မဟုတ်တော့ရလက်တွေကြောင်းမလို့ငွေတွေကုန်တာမျိုးတွေအာမျိုးတွေရှိတယ်ဆိုတော့ဟိုထားတော့တရားဝင်လို့ဆိုပြီးတော့သူတို့မှာ60 90လောက်တုံးဖို့ ရထားရတယ်ရှိဖို့ရှိနေတယ်ပုံကုတ်ကုန်နေတယ်အတောင်မလို့ဝေကံကဒီကတည်းကအားကောင်းနေရပြောလာဆိုမဟုတ်ဘူးအဆန်ဝင်လာဆိုဝင်တဲ့ဂိတ်ကတော့ရှိနေတယ်ဒါပေမဲ့ပြောရမယ်ဆိုရင်တော့ဒီတရင်းနာနဲ့တတာပရိကတော့ဝင်တာထက်ပိုပြီးထွက်တဲ့အကြောင်းအရာလည်းရှိရပြီးတော့တရင်းနာမှာထားထားတာအကြောင်းမလို့တရင်းနာသာသမီးရဲ့တတာပရိပါတယ်ဆိုရင်တော့ဒီလာထဲမှာပတ်စံနဲ့ပတ်သက်တဲ့ကိစ္စများများလို့စစ်စစ်ဖို့လိုအပ်လိမ့်မယ်စစ်စစ်ရလိမ့်မယ်မစစ်စစ်နိုင်ဘူးဆိုရင်တော့ဒီကိုရတဲ့အရာတွေများများအောင်ဟိုကောင်းဆုံးမယ်လို့ပြောလို့ရတယ် ဲ့တော့ကဲအင်္ဂါရောဘာရောညောင်းကဲထားလိုက်ပါတော့အဲ့တော့ဒီတစားဝန်တတလာရင်မှာကံကောင်းဖို့ငွေကြီးကံနဲ့ပတ်သက်ပြီးတော့အဆင်ပြေဖို့အတွက်ကျွန်တော်ဂျယ်ရီအိုက်တစ်ခုပေးမယ်မန်နိုက်တစ်ပုတ်ပေးမယ်အဲ့ဒါပါလဲဆိုတော့အုံနမောပုတ်တော်အရဟံရာစာဣဟိတနံဣဟိလာပဲအုံနမောပုတ်တော်အရဟံရာစာဣဟိတနံဣဟိလာပဲနော်အုံနမောပုတ်တော်အရဟံရာစာဣဟိတနံဣဟိလာပဲဒါဘယ်လိုလုပ်ရမလဲဆိုတော့ ါကိုရုတ်ဖက်တဲ့တဲ့အခါမှာပြီးထွားမယ်အဲ့တော့ဖိအောင်းတိုင်းတိုင်းရှိမယ်ဗျအဲ့တိုင်းမှာကျွန်တော်စာရွယ်လေးနဲ့ပဲဖြစ်ဘောပေလေးနဲ့ဖြစ်လူမျိုးကတန်ကျုံလေးနဲ့ပဲဖြစ်အုံနမောပုတ်တော့အရဟံရာစာဣဟိတနဣဟိလာမယ်ဆိုအောင်စာကြောင်းလေးနဲ့ရေးရမယ်ရေးပြီးတဲ့အခါမှာအဲ့ဒီဖိအောင်းတိုင်းကိုအိမ်မှာရှိတဲ့ဘုရားရှင်နော်ဘုရားကျောင်းဆောင်အိမ်မှာရှိတဲ့ပုဂ္ဂိုလ်လဘာဘာရှိမှဒီဖိအောင်းတိုင်းကိုထုတ်ရမယ်ထုံးပြီးတဲ့အချိန်မှာကိုကဒီကာရာကိုမိမိရဲ့သက်စစ်သမောဟင်ပရိတပတ်နော်စိတ်ပြရမယ်ရုတ်ပတ်ပြရမယ်အဲ့တော့ဖိအောင်းတဲ့တစ်ချိန်ထုံးတိုင်းရုတ်ပြရမယ်အဲ့တော့ဒီအဲ့တော့တနေ့ကိုခင်ဗျား ်3ခါတော့နိုင်ဘုံချိန်ယူလို့ရတယ်၄ခါတော့နိုင်ဒီချိန်ယူရတယ်နော်ပြီးတော့တကယ်ရောင်းနိုင်တဲ့ချိန်ပဲထွန်းနိုင်တယ်ဒါပေမဲ့အငြင်းအယူချင်တဲ့သူတွေဒီနေ့လည်းယူလို့ရတယ်အဲ့ဒါဆိုလက်လာပါလိတိုးပွားလာမယ်အနောက်ချက်တွေကင်းလာမယ်ကောင်းမွန်ခြင်းမင်္ဂလာတွေတော့လည်းတွေ့ကြုံခံစားရပါလိအားလုံးတစားမုံလတ်တလာမှာအားလုံးအစီအပြေချောင်းကြပါစေဒါလည်းကောင်းတယ်အားရှိကြပါစေ